ဒီတစ်ချိန်အင်မွေးဆေဘာကတော့ဤလူထုတ်ကြကုန်သောဘုံမျိုးမြင့်သူမတ်နှင်းယူသွေမိသားစုမမီငယ်မိသားစုလောကင်ကြီးမိသားစုကျမ်းမာချမ်းသာလူရာဆန္ဒပြုကြပါစေဒီတစ်ချိန်နဲ့ဆိုရင်အင်မွေးဆေဘာကတော့လာခဲ့တာလူထုတ်လာခဲ့တာ289ချိန်ရောက်ခဲ့ပါပြီဒီနေ့ ပေါင်388ခုနှစ်အကြံနှစ်ဆန်တရနေ့ရက်နေ့လာမယ့်တကြံနှစ်ဆန်တရနေ့ဒီယူဝင်နေတဲ့သူတွေဘုရဟူသာသမီးအနည်းငယ်သာသမီးပါဝင်ဒီဒီနေ့နဲ့မဆိုအသက်26နှစ်31နှစ်35နှစ်အသက်40 44နှစ်53နှစ်62နှစ်68နှစ်92နှစ် 86နှစ်ကိုဖြစ်ပါတယ်။ယူဝင်နေတဲ့သူတွေကတရားတရားတန်ခါမိဘဆရာအနန္ဒောနန္ဒာ၅ပါးလို့လူတွေကန်ရှင်းခြင်းတရားရှိခိုးပရိစိတ်ခြင်းညာတန်ပြီးဝင်ခြင်းမေတ္တာကမ္မထံစီပြန်ခြင်းခြေလေးချောင်းသားရှောင်ကျင်ခြင်းတွေအထီးရောက်ဆုံးဖြစ်ပါတယ်။နောက်ထပ်လာမည် 298ချိန်မြောက်မှာရေမုန်ကြီးဆေဘာကတော့ကြယူထုတ်ကြမဲ့သူတွေဟာဘသူတွေဖြစ်မလဲဆိုတာကိုလည်းစောင့်မျှော်ကြည့်ရှုပါပါခင်ဗျာအခုဗီဒီယိုကိုကြည့်နေကြတဲ့သူတွေအားလုံးကျမ်းမာချမ်းသာလူရာဆန္ဒပြုဝါကြပါစေခင်ဗျာ